ဲ့ဒါသူကဓမ္မဒဇဇတ်ဆိုတာရှိတယ်အဲ့ဒီတည်းမှာဘုန်းဘုန်းတို့နော်ရှင်သာရိပုတ္တရာရဲ့အလောင်းဟာရှင်မင်းကြီးဖြစ်တယ်ရှင်မင်းဖြစ်ပြီးတော့သူဟာဒီအရက်ကြိုက်တယ်အသားမပါရင်လည်းသူကမစားဘူးအဲ့ဒါတနေ့တော့အရင်မူးပြီးတော့ဝတ်တော်တည်မဲဆိုပြီးတော့သူ့ကိုထမင်းကြွေးခိုင်းတဲ့အခါအသားကမပါဘူးအသားဟိုစပူမှုရဲ့ပေါ့လျော့မှုကြောင့်ပေါ့ မပါလာဘူးဘူးကလည်းမပြောရဲဘူးဟုတ်လားအဲ့ဒါနဲ့ तू အရန်စိတ်တော့ तू အသားကြိုက်မှန်းသိရတယ်အသားမပါဘဲနဲ့ပွဲတော်တည်ရတယ်ဆိုပြီးတော့အဲ့ဒါနဲ့ဘာလုပ်တုံဆိုတော့စိတ်တွေဆိုးပြီးတော့နော် तू ယင်ခွင်မှာဒီပွဲတော်မတည်ခင်တုန်းက तू ကိုယ်တိုင်ချစ်လွန်းလို့ချော့မြူနေတဲ့ तू သားလေးရှိတယ်လာသားလေးပဲရှိသူ့ရဲ့ယင်သွေး ဟုတ်လားအဲ့ဒါကိုအရင်မူးတဲ့အခါကျတော့ဘလောက်ထိဆင်ကျင်တုံတရားပျက်စီးသွားလဲဆိုတော့ သူအလွန်ချစ်တဲ့သူ့ယင်သွေးကိုပဲနော်ခေါင်းကနေကင်ပြီးတော့လက်ဘင်းကိုလိန်ချုပ်ပလိုက်တယ်ဟုတ်လားချုပ်ပြီးပေါ့ရော့ဒီဟာကိုချက်ခဲ့ဆိုပြီးတော့ခိုင်းတယ်ပုံမှန်စိတ်ဆိုရင်ဒီလိုဘယ်လိုလုပ်လုံနိုင်မလို့အဲ့တော့စပူမှုကလည်းဘာမှမတုံ့ပြန်ရဲဘူးနော်တအူးဆန်ပိုင်းဘရင်စနစ်ဆိုတော့ तू ကတတ်ဆိုရင်သိရမှာလीဟုတ်လားအဲ့ဒီကြတော့ तू ကချက်ခဲ့ဆိုတော့ तू လည်းချက်လာတာပဲအဲ့ဒီကလေးလေးရဲ့အသားကိုတုံ့တက်ပြီးတော့ချက်လာချက်လာပြီးတော့ပေးလိုက်တယ်ဘရင်ကို စားတာပဲအဲ့ဒါကိုသူ့သူထမင်းနဲ့စားအရက်နဲ့မြီးအကုန်လုံးစားပစ်လိုက်တယ်။အဲ့နဲ့မူမူယူနဲ့အိပ်ပျော်သွား။အဲ့ရနိုးပြီဆိုတဲ့အခါကျတော့သားကိုအမှတ်ရတယ်။ငါသားလေးခေါ်ခဲ့။သားကိုချော့မြူမယ်ဆိုတော့အဲ့ဒီကြတဲ့မှာမိဖုရားကြီးကနော်ကိုတော်မြတ်ရဲ့သားကိုကိုယ်တိုင်တက်ပြီးတော့ကိုယ်တိုင်ပဲစားခဲ့ပြီးပြီ။နော်အဲ့ဒါပဲဆိုတော့ရှင်သာရိပုတ္တရာလောက်နော်။အဲ့ဒီကြတဲ့မှာသူအလွန်ကြီးကျယ်တဲ့အပူမီးပေါ့နော်။ ဒုက္ခမီးဘလုံးမဖြေလို့မရအဲ့ဒါနဲ့ငါဒီအချိန်ကစပြီးတော့ငါနိဗ္ဗာန်မရမချင်းဒီတီရက်ကိုဘယ်တော့မှမတောက်တော့ပါဘူးဆိုတဲ့အဋိဌံပေါ့ဟုတ်လားအဲ့ဒါဝိသရိုလ်ကြီးကမေတ္တာစာလေးထဲမှာရေးပြတယ်အမေတ္တာစာဆိုတာကမေတ္တာရက်ခံတဲ့သဘောမျိုးအကျိုးသိအကြောင်းသိရှင်းပြပြီးတော့မကောင်းတာမလုပ်ဖို့ကောင်းတာလုပ်ဖို့ကိုယ်နဲ့ရင်းနှီးတဲ့လူတွေရှေ့တုန်းကမေတ္တာစာရေးတာထွန်းကားတာရှိတယ်ဒီဘက်ခေတ်မှာတော့သိပြီးတော့မရှိကြတော့ဘူးလို့ဆိုရမယ်ပေါ့နော် ေတ္တာစာဆိုတာသူကစာနဲ့ရေးပြီးတော့လှမ်းပို့တာဟုတ်လားစာရှေးကြီးတွေကဘုရားဒီမှာကောက်နှုတ်ချက်ကလေးချထားတယ်တပန်းထိုးမဓမ္မဒဇနိပဇဗ္ဗာလိကျမ်းလာ ရှင်သာရိပုတ္တရာဤအလောင်းဒီမင်္ဂလာမောင်းတီး၍ရှိတိဗျူတလက်လက်နဲ့ဘယင်မြတ်ပြုလေရာဒေသာကိုစုံမဲ့တောက်ကျူးသည့်အတွက်ကြောင့်အသက်နဲ့ထတ်တူချစ်ခင်တော်မူလှသော သာတိဥယင်သွေးကိုမထွေးနိုင်မချေအားတတ်ညင်၍စာပြီမှ တအောင်နာအမှုပြေသောတာသက်ဝေပလဲခိုင်ကြောင့်မပြေနိုင်ပြပါပွားလေမင်းမတရားတင်ငယ်သေး၍နောင်တတွေပိတ်ဖုံးခန္ဓာတော်တုံးတောင်မှမဆုံးနိုင်မိမကပဲကြီးဒုက္ခတွေ့ဘူးသည်အကြောင်းဟောသူကတပိုက်ချင်းလေးသူကရေးပြတာဒီအရေးကြောင့်ဖြစ်တဲ့အကျိုးမဲ့တွေကိုနော်ဝတ္ထုလေးတွေဇန်တိပတ်လေးတွေထုတ်ထုတ်ပြီးတော့စတိုကြီးကရေးပြတာဒါကဟောတပရင်မြတ်တာစာထဲမှာပါတာပေါ့နော်အဲ့တော့ဘုန်းတို့ပြောကျင်တာကဘာတော့ နော်တေတေရဲ့အပြစ်6မျိုးတည်းကနံပါတ်1ကလဟပောတနေနော်ခိုက်ရံများတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ဒါလေးကိုထုံထုတ်ပြီးတော့ပြောတာပေါ့နော်နောက်နံပါတ်3ပါပြောတော့ရောဂါနဲ့အာယတနံအနာရောဂါများ၏အယက်တေစာနော်အယက်တော့ပါများလာရင်ရဲ့ဆွဲတတ်တဲ့သဘောရှိတဲ့အတွက်ကြောင့် तू ကဖြတ်နိုင်ခဲ့တယ်စွန့်နိုင်ခဲ့တယ်ဆွဲသွားပြီတောက်ပါများလာပြီဆိုရင်ဒီမကောင်းတဲ့ဓာတ်တတိတွေက ခန္ဓာကိုယ်မှာအမျိုးမျိုးဒုက္ခပေးတယ်ပေါ့နော်ဒါဒီခေတ်စည်းပညာလည်းပဲအများကြီးဒီအရက်သေးတာမွေးရစီဝါလူခန္ဓာကိုအများကြီးပျက်စီးစေတယ်ဆိုတာသူတို့အများကြီးသိကြမြင်ကြတာပဲဟုတ်လားမြတ်စွာဘုရားလည်းဒါမြင်ခဲ့တယ်ပေါ့နော်ဒါဟာယောဂဖြစ်ခြင်းရဲ့အကြောင်းဘာဖြစ်လို့တုံးသူ့ကိုတောက်မိရင်စွဲတယ်ဖြတ်နိုင်ခဲ့တယ်တချို့နေနေဆိုပြီးတော့စည်းပြဝါပြဟောစကားပြောတာကိုစပါးတုံးစည်းပြဝါပြတယ် ဆေးပြေဝါးပြေလားယောဂဖြစ်ခြင်းရဲ့အကြောင်းလားယောဂဖြစ်ခြင်းရဲ့အကြောင်းနော်နင်းနေဆေးပြေဝါးဖြစ်ဆိုနင်းနေနေလေရက်နိုင်တဲ့လူဟာရှားတယ်ဟိုပုံပုံတို့မြတ်စွာဘုရားတိကနိဗ္ဗာန်အင်္ဂုတ်ထိုထဲမှာပြောထားတာရှိတယ်တိဏံဘိခွေပတိတေဝနာယနတ္ထိတိဋ္ဌိသုံးမျိုးသောအရာဌာနရောင်ရဲနိုင်ခဲ့တယ်တဲ့နော်သုံးမျိုးသောအရာဌာနကိုမှီဝဲတဲ့နေရာမှာရောင်ရဲနိုင်ခဲ့တယ်ရက်နိုင်ခဲ့တယ်နော်အဲ့ဒါဘာလဲဆိုတော့အိတ်မှုတဲ့ နော်အိတ်ချင်းမှာလူတွေဟာရောင်ရဲခဲ့တယ်အဲ့လိုဘယ်တော့မှဝရတယ်လို့မရှိဘူးနောက်နံပါတ်2ကသေရီတောက်မှုတဲ့ဝရတယ်လို့မရှိဘူးအမှုရေးစေဝါဆိုသေမန်းတည်ရတဲ့တောင်လှုပ်သွားကြတာနော်အသက်နဲ့တောင်မှဘာလို့အလဲထက်လှုပ်သွားကြအဲ့လောက်ထိစွဲတယ်ဒါဘုမရက်ဘူးနော်ရှင်တန်ချင်းကိုပဲရက်မယ်ဟုတ်လားဒီလိုသွားနော်နောက်3ခုမြောက်ကဘာလို့ဆိုမေထုံမှုတဲ့ဟုတ်လားကြောင်ရဲနိုင်ခဲ့တယ်ဆိုပြီးတော့မြတ်စွာဘုရားဟောတယ် အဲ့လိုမယောင်ရဲနိုင်တဲ့အခါကျတော့ဘာဖြစ်တော့ယောဂါတွေရတာပေါ့နော်ဒါဒီဘဝအတွင်းကိုပဲမြင်နိုင်တဲ့အကျိုးမဲ့တွေပေါ့အဲ့ဒါကိုဆရာကြီးကအဲ့ဒီတပည့်ရင်းမြစ်တာစားထဲမှာနှီးကုန်းပိုင်းလေးမှာအဲ့ဒါလေးကို तू ကထည့်ပြီးတော့ရေးတယ်အဲအဲ့ဒါလေးကတော့ तू ကအလုံးမစကလုံးလေးတွေကပြောင်မြောက်တယ်ပေါ့နော်ဒီလောက်အပြင်းများပါလက်တယ်လူတွေဟာအကြောင်းမျိုးမျိုးပြပြီးတော့တောက်ကြစားကြအမိဝဲကြတုံးဆောင်ကြလောက်ကြဒါကိုဆရာကြီးကရေးတာ တို့ဘာသောမူအချိုးလူကအပူကြွ၍ကျောမမျိုးမြက်ညောင်ညာတက်လင်တေရတဲ့ကြိုက်တောင်မျိုးလိုက်ကပြိုက်ပြိုက်ကြလျောယောဂါတွေမျောသောကြောင့်စေတဘောဝါအမအတန်ငယ်သုံးလက်မူကြံကန်တတ်ဝီနီးဆောင်အချိုးပေမရှိပါဟုတီလာကြောင့်ဆင်ကြီးနှင့်ဟောသူပြောပုံလေးနော်တေချာနားထောင်ကြည့်နော်တချို့လူတွေကတဲ့ခန္ဓာကိုယ်ထဲမှာအပူတွေကြွမယ်ဆိုရင်ဒါလေးကိုတောက်လိုက်မယ်ဆိုရင် 不在于多么苗苗鸟鸟漂亮，第一的在到苗来的标标价，小脚下的苗多长，他们到来了些小脚下的苗多，喏。再讲现在娃娃们当个东南木，喏，现在娃娃们呢，奶奶的到没少些喏，就是没标价，喏。现在娃娃们当个东南木，将讲到屋里上，就别没希望，富地拉将生意呢，除了标价里面这样得到那种小的一批江湖。 နီလန်ဟောင်းအရှိသားမှုတတိထာစိတ်စိတ်နေညံတမျိုးမပွေနှင့်လွန့်လေးလေးမောင်မားသောတောက်စားမှုဇေယျရှိုးကိုတိုက်ချိုးကနှိမ့်နှင်း၍ကွင်းနိုင်သမျှရှောင်းသွေးအနံ့မှမခံလေးပဲစိတ်တန်ဝေဝိရတိဖြင့်မနသည်ဖြောင်းစင်အောင်နှလုံးသွင်းထားကြစီလိုကြောင်းများနှင့်တေးတေးတရားဟောကြားလိုက်ပေသည်တက္ကရာမပေါင်းသူတော်ကောင်းတို့ဒါလည်းဒီလိုလေးသူကအဆုံးသတ်သွားတာဟုတ်လားဘလိုပဲ စင်ကြီးတွေပြေးပြီးတော့ဒါတွေကိုတောက်ကြစားကြတော့လေပဲဘုရားဟောဒေသနာရပြောရမရှိရင်ဒါယောဂါရဲ့အကြောင်းတဲ့ဒါကြောင့်မို့လို့တတိထစိတ်စိတ်နေညံတမျိုးမပွေနဲ့ဟုတ်လားလွန့်လေလေမှောင်မတောက်စားမှုစရဲ့ဆိုးကိုတိုက်ချိုးကနှိမ်နှင်း၍စကလုံးလေးတွေသုံးသွားပုံလေးတွေကာယံရှာပုံလေးတွေဒါကတော့စပီရှုတော့မှနေပြီးတော့ဘုံဘုံကကြည်ပြီးတော့ပြောတာပေါ့နော်အင်းအဲ့တော့ဘာလဲပြောချင်တာလေးကအရက်ဒေသာတောက်စားမယ်ဆိုရင်တတိယရရှိမယ်အကျိုးမဲ့က 小个图标界面。